အလုံးမဲမလာပါဗျာခုတစ်ခါမှာတော့ယောက်ျားဖောက်ပြန်နေတာကိုချက်ချင်းမကွာရှင်းမှုလို့ပြောနေတဲ့သူတွေကိုရှင်းပြလာတဲ့ ND ရဲ့ YouTube ဖိုင်လေးကိုအလုံးတရာတင်ပြပေးလိုက်ပါတယ်ဗျာအလုံးလေဒီဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါဦးဗျာအလုံးလေးမင်္ဂလာပါဗျာမြန်မာ Country Knowledge Channel မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာကျမဟိုဆုံးတော့ရပါပဲ 18နှစ်ပါရှိတဲ့ကျမရဲ့အမျိုးသားအချောင်းကိုသူ့ရဲ့အပုပ်အပွားတွေကိုသူ့ရဲ့မကောင်းတဲ့အမှုအကျင့်တွေကိုပြောတာမဟုတ်ပါဘူးဒီလောက်ကြာပြီးမှလည်းတမင်တသက်ရွေးပြီးပြောစရာကြောင်းလည်းမရှိဘူးပေါ့နော်အဓိကကျမကတခါမှဒီစင်နယ် life ကိုပြောဖို့စိတ်ကူးမရှိဘူးကျမပြောလည်းမပြောခဲ့ဘူးရှင်ဒါပေမဲ့တကယ်တမ်းကျမတယောက်တည်းနဲ့ သားသမီးတွေကိုထိန်းလာတဲ့အခါမှာအခက်ခဲအများကြီးခဲ့တယ်။ကျမကလေဟိုပါပေါ့ဥမာပြဿနာတစ်ခုကိုဒီနေ့ပြဿနာတစ်ခုကျမမရှင်းလို့မရဘူး။သားသမီးနဲ့ပဲဖြစ်စေကျမအလုပ်ကိစ္စနဲ့ပဲဖြစ်စေတစ်ခုခုပေါ့။အဲ့လိုမျိုးဒီနေ့ဆာဒီနေ့မှာပေါ်လာတဲ့ပြဿနာတစ်ခုကိုကျမရှင်းပြီဆိုရင် ကျမဒီတရက်ထဲကိုအပြတ်ဖြတ်တာညဘက်ကျမ နင်းနေချိုင်အိတ်လိုက်ပြီးဆိုတဲ့ချိန်နောက်နေမိနစ်မိုးလင်းလာနဲ့ကျမစီမှာအဲ့ဒီဒီကနေ့ကပြီးခဲ့တဲ့နေ့ကပြီးသွားတဲ့ပြဿနာဘယ်တော့မှမရှိဘူးအဲ့တော့ကျမကြုံတွေ့ခဲ့ရတဲ့သားသမီးနဲ့ပတ်သက်တဲ့အခက်ခဲတွေပြဿနာတွေအကုန်လုံးကျမခု53နှစ်ထဲရောက်နေပြီလူတွေကမေးတယ်ဒီ53နှစ်ထိရအောင်ပေါ့ဒီလိုမျိုးသားသမီးတွေရဲ့အခက်ခဲပြဿနာတွေအိမ်တော်ကြီးရဲ့ဒုက္ခတွေကိုကြုံလာတာ ဟုတ်မဟုတ်ပါမလားဗောနော်ကျမဂျုံဂျုံကြရဲဝူခုံးမမဖြစ်နေလို့အဓိကပြဿနာကျမအဲ့အိုစနာကြိုးကမ်းမဖြစ်နေတာဗောနော်အဲ့တော့ကျမ motivation လေးပေးချင်ပါတယ်အိုစနာကြိုးကမ်းအမျိုးသမီးမဖြစ်ချင်ရင်အိတ်ဆိုင်ရဲ့အတိုင်းကိုအခုဖြစ်လာတယ်ဒီနေ့ဖြစ်တဲ့ပြဿနာဒီနေ့ပြီးပြအောင်ရှင်းပါနောက်နေ့ထိမတည်သွားပါနဲ့ကျမတို့မှာနောက်တနေ့နေအောင်ထွက်တာကိုကြည့်ဖို့အခွင့်အရေးရှိပါတယ် လေတိုက်တာကိုလေညင်းလေးတို့ခံစားဖို့အခွင့်အရေးရှိပါတယ်။ပန်းလေးတွေပွင့်လာတဲ့ခါကျရင်ဖျားကတ်ဖို့ပဲဖြစ်ဖြစ်ကျမတို့မှုေးဖို့ရနဲ့မှုေးဖို့ပဲဖြစ်ဖြစ်ကျမတို့ပန်ဖို့ပဲဖြစ်ဖြစ်ကျမတို့မှာအခွင့်အရေးရှိပါတယ်။ကျမတို့သည်အမေတွေပါမိခင်တွေပါဖခင်တွေတဲ့အများကြီးမိသားစုအပေါ်မှာအနစ်နာခံရတဲ့အမျိုးသမီးတွေပါ။ကဘာကြီးကိုပကတ်လွှဲတဲ့လက်ကအမျိုးသမီးတွေပါနော်။အဲ့တော့ကျမ အသက်53နှစ်လို့ပြောရင်လူတွေကမယုံကြဘူးကျမတကယ်53နှစ်လာမယ့်2026 April လဆိုရင်ကျမ53နှစ်တတိပြည့်ပါပြီကျမ53နှစ်အရွယ်လို့မထင်ရအောင်အဲ့ဒီပုံမှန်ပေါ့နော်ကျမမြင်တွေ့နေတဲ့တချို့အမျိုးသမီးတွေဆိုလို့ရှိရင်တော်တော် OB 53နှစ်လောက်ဆိုတော်တော် OB နေပြီကျမမ OB ပါဘူးကျမကျမကိုကျမချစ်တအောင်ကြိုးစားပါတယ်တာဝန်ချင်အောင်လုပ်ပါတယ်မိသားစုတာဝန်သားသမီးတာဝန်ပြီးတော့ကျမ တော်တော်များများကိုလွှတ်ချတတ်တယ်။စိတ်ထဲမှာဒေါသထွက်စရာရှိရင်အခုချိန်ကျမဒေါသထွက်နိုင်ဝက်ပဲနိုင်ဝက်တဲ့ကျမဘယ်တော့မှမပူကျမသားသမီးကြောက်ဖြစ်စီမိသားစုကြောက်ဖြစ်စီလင်ယောက်ျားကြောက်ဖြစ်စီကိုယ့်ရဲ့အနီးအနားမှာရှိတဲ့ကိုယ့်ရဲ့လူတွေကြောက်ဖြစ်စီပတ်ဝန်းကျင်ကြောက်ဖြစ်စီမိသည့်ခုနှစ်ရဲ့သားသမီးရဲ့အပူတွေကျမမရှိပါဘူးအထက်ကအဲ့ဒါလေးပြောချင်တာပေါ့နော်အဲ့တော့ကျမအမှန်တိုင်းပြောရင်ကျမအမျိုးသားကို ကျွန်မချစ်ပါတယ်။ဆယ်ကျော်တဲ့ရွယ်မှာပထမဦးဆုံးချစ်ပြီးတော့စွန့်စစားနဲ့အဲလက်ထက်ခဲ့တာဆိုလို့ကိုကြီးပဲရှိတာပါ။ကျွန်မတို့ခေတုံးကကျွန်မတို့73 74 75ထိကကျွန်မတို့ကစကတ်ကွဲအောင်ခေါင်းကွဲအောင်စော့နေတော့မှာအခုခေတ်တွေလို့တမိစားရေးထားပြီးချိတ်တွေရမျိုးလည်းမရှိပါဘူးရှင့်။ကျွန်မဒီကျွန်မရဲ့ဟိုပါပေါ့ ဒီအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေမှာကျမအမျိုးသားကျမအကြောင်းကောင်းကောင်းသိပါတယ်။ကျမဘယ်ယောက်ျားနဲ့မှကျမအမျိုးသားနဲ့လက်မထက်ခင်အချိန်ကြီးဘယ်ယောက်ျားနဲ့မှကျမအဲ့လိုချင်းတွေ့တာဟိုဘယ်လိုပြောမလဲနော်မကောင်းတာလုပ်တာမျိုးကျမမလုပ်ဘူးသူသိပါတယ်။ဒါပေမဲ့ယောက်ျားရဲ့အချစ်ကတကယ်တော့တိမ်လို့လေးလို့ပါပဲသိလား။ဟိုအတက်ငင်တာလဲပါမယ်ပြီးတော့ဟိုကျမကလေဟိုမလေးလာခဲ့တာလဲအများကြီးပါပါတယ်ကျမဆုံးသွားတဲ့ကျမရဲ့အမျိုးသားကိုကျမ ဆုံးငံနေတိကိုကျွန်မစေ့ုံသွားပါတယ်။ကျွန်မအကုန်လုံးပစိုးအားစလိုအပ်တဲ့ပစိုးအားစအစိလိုက်ဝဲပို့တာပါ။ကျွန်မသူပြောတဲ့စကားတွေကိုလေးလုံးမကွဲဘဲနဲ့သူတောင်းပန်တဲ့စကားတွေကိုသူ့ရဲ့နောက်ဆုံးမိမ၄ယောက်မြောက်လား၅ယောက်မြောက်လားမိမနားမလဲပေမဲ့ကျမနားလေပါလေဘာဖြစ်လဲဆိုကျမသူပြောတဲ့ရှာလိတ်နေပြီးတော့လေးလုံးမကွဲတဲ့စကားလုံးတွေကိုကျမနှလုံးသားနဲ့နားထောင်လို့နားလေတာပါအဲ့တော့ကျမကလေ ဟိုစယူပြီးကြည်ကျွန်မပြောခဲ့ရတာမရှိဘူးရှင်တီလားဟိုကျွန်မတို့ကလာကားကြီးကြည့်ဘူးလေကလာကားထဲမှာတယောက်နဲ့တယောက်ချစ်ကြပြီးဆိုရင် ပန်းတန်ထဲမှာပြေးကြကကြချစ်ကြကျင်နာလေးတွေပေးကြပေါ့နော်တကယ်တော့အဲ့ဒါကြီးကရုပ်ရှင်ရိုက်လို့သားပါပဲတကယ်တော့လက်တွေ့ဘဝကိုရင်ဆိုင်နေရတဲ့အမျိုးသမီးတွေအနေနဲ့ကြတော့အဲ့ဒါကြီးကလေအိမ်မက်လောက်ပါအိမ်မက်အခြေအနေလောက်ပဲရှိတာပေါ့နော် အဲ့တော့ကျမကအစင်မစယူပြီးကြရကျမအတွက်ဘလို့မှအစင်ပြောသဟာစာတာမဖြစ်တဲ့လူနဲ့ဘာဖြစ်လို့ဒီလောက်တခြားမိမအိမ်မှာညာလုံးပေါက်သွားရှိနေတာတွေ့နေတာမိမိကျမချက်ချင်းဘာလို့မကွာရှင်းလဲဆိုတော့ကျမအရှိကဘိုင်းဒီမှာလဲကျမပြောပြီးသားနော်ကျမဘာလို့ရမယ်တကယ်မသိတာပါအသက်20ရွယ်အသက်20ကျော်ကျော်အရွယ်အမျိုးသမီးတစ်ယောက်ကပထမဆုံးအိမ်တော်ကြီးအခက်ခဲတွေရင်ဆိုင်ရတဲ့အခါမှာ ကျွန်မဘာလို့မှမသိတာပါဒါပေမဲ့တဖြည်းဖြည်းနဲ့ပေါ့နော်ကျွန်မသိလာတာဘာလဲဆိုတော့ကျွန်မတို့ကြတော့လေကိုရဲ့အဖေနဲ့အမေကကျွန်မတို့ရဲ့ ID person ကျွန်မအဖေနဲ့အမေမှာအာသာချက်တွေအများကြီးရှိတယ်အဓိကဘာလဲသိလားသားသမီးတွေကိုစီကံရှိအောင် လိန်မာအောင် မရိုင်းဆိုင်တအောင်အဲဆုံးမတာတခါတလေရိုက်တာရိုက်တာမျိုးနဲ့ဆုံးမပေမဲ့ ကျမဒီစိတ်တရားလည်းမရှိပါဘူးဒါဒီကျမတို့ကောင်းစီခြင်းလို့လိမ္မာစီခြင်းလို့အမားမှန်စဉ်းစားတက်စီခြင်းလို့ဆုံးမခဲ့တာပါအဲ့ဒါတွေကဘယ်တော့တည်လဲတည်လားကျမအသက်ရလာလေကျမမိဘကျေးဇူးတွေတည်လာလေပဲဒါကြောင့်မလို့ဒီကနေ့ထိကျမကျမအဖေနဲ့အမေကိုကျမပတ်စံနဲ့ကျမရှာပြီးသမီးရစာချက်ကျွေးပါတယ်အကုံဝေယဝတ်စာကျမအကုံလို့ပေးပါတယ်ကျမအဖေနဲ့အမေမှာသူတို့စုဆောင်းထားတဲ့ပတ်စံရှိပါတယ်ဒါပေမဲ့ကျမမယူပါဘူး ကျမကိုယ်တိုင်ရှာပြီးကျမမိဘတွေကိုကျွေးမွေးပြုစုဆောက်ရှောက်ပါတယ်။ဘာဖြစ်လဲဆိုတော့ကျမမိဘတွေစုံမခဲ့လို့တုံသင်ခဲ့လို့ကျမဒီအခြေအနေထိဘယံပရာဖြစ်သွားတာ။အိမ်အောင်ကအိမ်အောင်ကွဲတဲ့အမျိုးသမီးတွေရဲ့ဟိုပေါ့အားနေချက်လေးကိုလည်းနောက်အပိုင်းနေကြရင်ကျမပြောပြမယ်တိလား။အရန်ဒါအရန်အရေးကြီးတယ်တိလား။အိမ်အောင်ကွဲတဲ့အမျိုးသမီးတွေကနောက်တယောက်ကိုနောက်တယောက်ကြရင်လည်းနောက်တယောက်ကြရင်အချစ်ခံရမှာပဲဆိုတဲ့မျှော်လင့်ချက်နဲ့ပတ်သက်ကြတယ်ပေါ့နော်။ တစ်ချက်ခောက်လဲဒါပါပဲနှစ်ချက်ခောက်လဲဒါပါပဲဖြစ်နိုင်မယ်ဆိုရင်ကိုယ့်ဘုကိုယ်ယက်တည်နိုင်ရင်တော့လုံးဝအိမ်တော်မပြုတ်ကိုလေအကြံဉာဏ်လေးပေးချင်ပါတယ်အိမ်မှာကျမအမျိုးသားကိုကျမအိမ်မှာတက်ကနေပြီးတော့ကျမရောက်ခမကြီးရတနေ့တခါဖျားဘူးသွားတယ်ရောက်ခမကြီးရကောင်းပါတယ်အဲ့တော့အဲ့တစ်ခေါက်ကကျမတို့ပကံချောင်းသွားမယ်ဆိုပြီးကျမတို့သားမိကိုခေါ်သွားတယ်ခေါ်သွားတဲ့အချိန်မှာဟိုကျမရောက်ခမကြီးကဘာပြောလဲဆိုတော့ဆွဲတော်လေးစုကိုဟိုနေကင်း၁၂နိုင် မတိုင်ခင်အထိပေါ့နော်ဆွဲတော်လေးစုတခါလေးဖူးကြမယ်တဲ့တမီးရေတဲ့အဲ့နဲ့ဘာဖြစ်လို့12နာရီမတိုင်ခင်မျိုးဖူးရတာလဲဆိုတော့အဲ့လို12နာရီမကြောက်ခင်ပေါ့နော်ဒီဆွဲတော်လေးစုဖူးနိုင်လို့ရှိလို့ရှိရင်ကိုတောင်းတဲ့စုတစုပြည့်တယ်တဲ့ဒီမှာရောက်ခမကြီးကနေပြီးတော့အဲ့ဒီဟိုဆွဲတော်လေးစုကို12နာရီမကြောက်ခင်မှာအပြီးဖူးနိုင်လို့ရှိလို့ရှိရင်ပေါ့နော်တော့ဗာလဲဆိုတော့တမီးတဲ့ကိုလိုချင်တဲ့စုလေးတစုတောင်းပေါ့နော်တကယ်ပြည့်တယ်ဆိုတော့ကျမကလေ ဲ့ဒီမနေ့လေးနိုင်ကျော်လေးရောက်ထထပြီးတော့ရောက်ခမတွေရောခလေးတွေရောအဲ့တော့ကျွန်မတငယ်ချင်းလေးပါတယ်မပေါက်လေးပါတယ်ဒီလားအဲမပေါက်ကကျွန်မနေတော့အရန် close ဖြစ်တယ်လို့ပြောလို့ရတာပေါ့နော်သူခီးသွားတယ်သူခေါ်ခေါ်ွားတယ်သူကလိုက်ခဲ့တယ်ဟာနဲ့ဖျားဖူးတဲ့အချိန်မှာကျွန်မအဲ့နောက်ဆုံးဆွဲတော့ရောက်တဲ့အချိန်မှာကျွန်မငါမတီလာယူလိုက်တယ်မြေတာပို့အမြဝေပြီးကျွန်မငင်းငင်းထိုင်ပြီးကျွန်မ ငိမ့်ငိမ့်လေးထိုင်ပြီးကျွန်မစဉ်းစားတယ်ဘာစုတောင်းရမလဲလို့အဲ့တော့အဲ့ဒီအချိန်မှာပေါ်လာတဲ့အတွေ့အလျာလေဘာလဲဆိုတော့ကျွန်မဒီအသက်ရဲ့ကျွန်မရဲ့ငယ်ရွယ်နှုပြိုမှုတွေအကုန်လုံးကျွန်မအမျိုးသားနဲ့ပြောစရာမရှိတဲ့ဘဝကို၄နှစ်ကျော်လောက်ဖြတ်သန်းခဲ့ပြီးပြီ။ ကျမမှာအနာကက်လည်းမရှိတော့ဘူးတိလားမျောလင်းချက်လည်းမရှိပန်းတိုင်လည်းမရှိဘူးဗျတိလားအဲ့တော့အဲ့ဒီနောက်ဆုံးဆွဲတော့မှထိုင်ပြီးဆူတောင်းမဲ့ဟာကိုစဉ်းစားတဲ့အခါမှာကျမစိတ်ကနေအလိုလိုအဲ့ဒီဆူတောင်းလေးကထွက်လာတယ်တပည့်တော်ဟာလို့တပည့်တော်ရဲ့အမျိုးသားစနေသားဥထုနိုင်ထိုင်တဲ့အခုဘဝမှာအခုလက်ရှိဘဝမှာရေဆက်က ဘဝတသက်တသက်တာလုံးရိုးမြေကြတိပေါ့မယ်ဆိုလို့ရှင်ပေါ့မှုရေဆက်ပါခဲလို့ရှင်တပြိတော်မှဒီပကန်းနေရန်ကုန်ပြန်တဲ့အခါမှာတပြိတော်မှအိမ်တော်ကြီးကပြန်ပြီးပြေးလေအစဉ်ပြေပြန်ပြီးအစဉ်ပြေပြစေလို့အကယ်၍များလို့တပြိတော်နဲ့စနေသားဥထုနဲ့ထိုင်နေဟာရေဆက်ကဒီလိုအပိုင်းအပိုင်းလေးတစ်ခုလောက်ပဲပါတာမှန်ခဲ့ရင်လို့တပြိတော်မှဒီပကန်းနေရန်ကုန်ပြန်ရောက်တဲ့အခါမှာ တပည့်တော်မှအိမ်တော်ရဲ့ကွာရှင်းမှု အထမြအောင်မြင်ပါရစေလို့ကျွန်မဆုတောင်းနေတာအာဘယ်လိုပြောမလဲနော်ဒါကျွန်မတောင်းခဲ့ရဆုနော်အဲ့ဒီတော့ကျွန်မကဒီလိုဆော်တော့၄စုကို၁၂နာရီမကြော်ခင်မှာအကုန်လုံးဖူးနိုင်ရင်ဆုတောင်းလို့ရတယ်ဆိုတာဟာလေကျွန်မရောက်ခမကြီးပြောလို့တည်တာပါကျွန်မမသိပါဘူးအဲ့တော့ ကျမအဲ့ဆူလေးတောင်းလာတယ်ပေါ့နော်ပကံသွားတဲ့အဲ့မှာတော့ကျမမျိုးသားမပါပါဘူး။ तू ကတော်တော်မလိုက်ဘူး။ကျမတို့ပဲအဲ့သူ့အမိနဲ့ထိုးထိန်ထဲအဲ့လိုပေါ့နော်။ဒါထားလိုက်ပါ။ကျမလည်းခေါင်းထဲမှာတိတ်မရှိတော့ဘာလို့ဆိုကိုရဲ့ကိုချစ်တဲ့သူပေါ့။ထားလိုက်ပါတော့ကိုချစ်တဲ့သူကိုရဲ့အိမ်တောင်ဘက်အမျိုးသားတယောက်ကကျမတို့အိမ်တောင်ရှင်မအမျိုးသမီးတယောက်ရဲ့အဲလေးစားစရာချက်တော့ရှိရမယ်။အထင်ကြီးလေးစားစရာချက်ရှိရမယ်။အားကိုးလိုတဲ့စိတ်ရှိရမယ်။ အားကိုးခြင်းနဲ့စိတ်ပေါ့နော်ကျွန်မတို့အားကိုးခြင်းတယ်တကယ်တော့လေကျွန်မလေကိုယ့်ထက်အသက်ကြီးတဲ့အမျိုးသားတယောက်ကိုကျွန်မလေအားကိုးတာပေါ့အားကိုးခြင်းတာပေါ့ကျွန်မလေလေးစားခြင်းတာပေါ့အထင်ကြီးခြင်းတာပေါ့ကျွန်မရဲ့တငယ်ချင်းကျွန်မပတ်ဝန်းကျင်ကျွန်မရဲ့မိသားစုအဝိုင်းဝန်းထဲမှာအေးဘလောက်တောင်ဟိုမိမပေါ်ချစ်တဲ့အမျိုးသားသားသမီးတွေပေါ်မှာဖခင်တာဝန်ကြီးတဲ့အဖေတယောက်အနေနဲ့ကျွန်မကြောက်ခြင်းတာပေါ့အဲ့လိုမျိုးစိတ်မျိုးမရှိတဲ့အမျိုးသမီးဒီကွာကြီးမှမရှိပါဘူးเนาะ အမျိုးသမီးတွေကသူ့အတူဘလောက်ပဲပတ်စံရှာနိုင်ရှာနိုင်မရှာနိုင်မရှာနိုင်ပတ်စံဘလောက်ချမ်းသာချမ်းသာမချမ်းသာပညာဘွဲ့တွေနှစ်ခုမကသုံးခုမကလေးခုပဲရကိုယ့်ရဲ့ယောက်ျားကိုလေးစားခြင်းနဲ့ကိုယ့်ရဲ့မိသားစုထဲမှာဆိုရင်ကိုယ့်ယောက်ျားကိုဂုဏ်ယူခြင်းနာပရောက်ဖြစ်ခြင်းနာကျမတို့တွေကကျွန်တဲ့အမျိုးသမီးလေကျမတို့စိတ်မျိုးပဲရှိကြမှာပဲလေအခုဟာဘယ်နေရာမှာဂုဏ်ယူရမှာလဲကျမစဉ်းစားတယ်ဘယ်နေရာမှာကျမအထင်ကြီးရမလဲကိုယ်စွဲကြိုးတော်ခိုးပြီးရောင်းစားတဲ့လူမျိုးဘာစိတ်ကူးနဲ့သူတို့လုပ်လဲကိုလည်းနားမလဲဘူးနော်ကိုချင်းတရားကလည်း0 ဒီကြားထဲမှာခိုးတက်တာလေးအစစ်ရပါသေးတယ်ကဲစင်းပါကြည့်အောင်ခိုးတာအစ်တခါလေးပါပဲနောက်ပိုင်းတော့လေခိုးပါဦးကျမတိသွားတာလေဟိုပါလို့ဖြစ်မှာပေါ့ပါလို့ပဲဒေါ်တန်းကိုသူရမ်းတာပေါ့တကယ်တော့ကိုတူတာတကယ်တမ်းဒီဆွဲချိုးမယူလို့ရှိရင်သူဘယ်သူမှရမ်းစရာကြောက်မှုရှိဘူးအဲ့လိုမျိုးပေါ့နော်အဲ့တော့ဒီလိုတွေတခုမှကျမပြောစရာလည်းမရှိဘူးထင်ကြီးစရာလည်းမရှိဘူးလေးစားစရာလည်းမရှိဘူးယုံကြည်စရာလည်းမရှိဘူးဘယ်နေရောင်ကျမယုံကြည်ရမလဲပတ်စံကိစ္စဆိုတော့ကျမဘာမှမသိဘူးဟောဒါမဲ့တခုတော့ရှိရပါတော့ကျမသားတွေမွေးတော့ သားတွေကလေးမွေးတဲ့အဲကုံကြစေးတော့သူပေးတာဗောနော်ရီတော့ရီရယ်နော်သူနဲ့ရတဲ့ကလေးမွေးတဲ့ကုံကြစေးဆေးရုံကုံကြစေးသူမပေးရင်လည်းအမလဲပေးနင်းတပ်လိုက်ဖို့ပဲရှိရယ်နော်ကျမကိုဒီဆေးရုံကုံကြစေးပေးတယ်ဆိုတာကသူ့ရဲ့သူ့ရဲ့ဂရင်ဘောကလှုပ်ဖို့လှုပ်ဖက်ပုတ်ဖို့ပုတ်ဖက်ချစ်ဖို့ချစ်ဖက်စီးပွားရေးပါတနာကိုပေးရရဲ့ဟိုးအဆုံးဖြားလေးပဲရှိတာပါနော်အဲ့ဒါအတွက်လေကျမကျေးဇူးတင်စားဆိုကျေးဇူးတင်စားကြောင်းကိုတစမှမရှိဘူး ူနဲ့ရတဲ့ကလေးကိုမွေးတာလေ။ तू ကဒီစေးုံကားကိုကျမကိုမပေး။ဘယ်သူကပေးမှာတော့။အဲ့လိုမျိုးပေါ့နော်။အဲ့ဒါကျမတို့ပြန်လာကြရောပကံပြန်လာပြီးတော့။ပြန်လာပြီးရဲ့အချိန်မှာဟိုဟိုတက်ကိုလည်းရောက်တဲ့နေရာဘာဖြစ်လဲဆိုတော့ तू အမဟိုနည်းနည်းမူပြတ်တယ်။ဘာလဲဆိုတော့သူ့ကောင်မနဲ့ပုံရင်းညွန့်ရင်းညွန့်အခန်းထဲမှာထားတဲ့သူ့ရဲ့တစ်တာတွေကပုံကိုသူရှာမှာဘောကျမတို့ခီးသွားတဲ့ချိန်မှာ သူရှာမတွေ့ဘူးလေရှာမတွေ့ရဲညွန့်လဲနည်းနည်းအကျိတ်ခံတဲ့သဘောရှိတယ်။ဟာနဲ့ကိုကိုကြီးနေမကောင်းလားလို့အကောင်းပါတယ်တဲ့ဘာမှဖြစ်ပါဘူးတဲ့နင်းနဲ့ရဲညွန့်ခံဝင်သေးတာတဲ့မမေးတာနော်ဟာနဲ့ရဲညွန့်ခံလို့ရဲညွန့်ခံတုံတုံဝင်စားမှမရှိတာဘာဖြစ်လို့တော့လို့ဆိုဘာမှဖြစ်ဘူးမေးကြည့်ရတဲ့ကျမလည်းလေခီးသွားတာတော့မအိတ်တပုံတည်သွားတာဗိုလ်လီကြားထဲမှာညှက်ပြီးတည်သွားတာဟိုဒါပြောက်လို့မရအောင်ဒါကျမလက်ထက်မှာမရှိကျမဘာမှဆက်လို့လို့မရအောင် အဲ့နဲ့ပြန်လာပြီကျမအဲ့ကြီးဆူတောင်းခဲ့တာပဲပြည့်တယ်လို့ပြောရမလားမသိဘူးသိလားအမေကလည်းရန်ကုန်ခဏပြန်လာတဲ့ချိန်မှာကျမအမေစီသွားရင်းနဲ့ကျမမိကိုပြောပြတယ်အမေလို့ဟိုတမီးကိုကြီးနဲ့မပေါ့ချင်တော့ဘူးလို့ဆိုတော့အမေကဘာပြောလဲဆိုတော့ဘာဖြစ်လို့လဲတဲ့ဆိုတော့ဒီလိုဒီလိုပေါ့နော်အမေတို့ကတော့အကြမ်းမြင့်တိပါတယ်ဒီလို အစဆုံးအကုန်လုံးတော့ဟိုနေတူတူကဗျာဒီကျမအမျိုးသားနေတူတူကကျမဟို treat လုပ်နေတဲ့ပုံစံတွေသိရမလားသူဘူးလီလုပ်နေတဲ့ဟာတွေကျမမပြောဘူးဗျာအဲ့လောက်ကတော့ကျမမပြောဘူးပါဆိုကိုကတဲ့ဇက်ကိုကိုနိုင်အောင်ကရမယ်ကျမမိဘတွေကကျမတို့ငငယ်ရတုန်နေဆုံးမပြီးသားကိုကတဲ့ဇက်ကိုနိုင်အောင်ကမိဘကိုကူညီလာမတောင်းနဲ့မလုပ်ပေးဘူးကျမမိဘတွေတခါမလုပ်ပေးဘူးနော်အဲ့ဒါနဲ့အာကျမမိဘကပြောလဲဆိုတော့သမီးတဲ့ကလေးလေးသားလေးနှစ်ယောက်ရှိနေတယ်တဲ့ သူ့အပင်နဲ့သူ့ဒီပဲကောင်းပါတယ်တဲ့မတိကြအောင်ဆောင်းပြီးရောက်ခွင့်လွတ်ပြီးတော့ဒီတိုင်းပဲနေလို့မရဘူးလားတဲ့သားလေးနှစ်ယောက်ရှိလို့ပေါ့နော်အဲ့နဲ့မဟုတ်ဘူးမေးလို့တမီးတကယ်တမ်းကိုကြီးအကြောင်းသိတဲ့အချိန်မှာတမီးအိမ်အောင်ကြပြီးတဲ့၄၅၆လထဲမှာဟောစာသူကအဲ့လိုမျိုးမိမပြဿနာကြီးတော်တော်ရှိခဲ့တာလို့အသက်၂၀လို့ပဲထားလိုက်ပါတော့အသက်၂၀ရကနေတမီးကဒီမိမအမျိုးသမီးကိစ္စပြဿနာကြီးတွေ့လာတာလို့ နောက်ထပ်တမီးအသက်50ဆိုရင်အမြဲလို့နောက်ထပ်အနှစ်30လို့တမီးအဲ့အနှစ်30ကိုတမီးဘယ်လိုမျိုးတမီးနေရမလဲလို့အညွန့်ချိုးတလို့ဖြစ်နေရလေမျောလင်းချက်တွေစိတ်ကူးတွေကိုယ့်ရဲ့ပန်းတိုင်တွေအိမ်မက်တွေဘာလို့အောင်မသိအောင်လမ်းတွေပျောက်နေရလေကျွန်မနောက်ထပ်အနှစ်30လုံးလုံးလမ်းပျောက်ရင်တော့ကျွန်မလမ်းဘေးမှာခွက်ဆိုကြီးတောင်းစားတောင်းစားဖြစ်တော့မှာပေါ့မဖြစ်ဘူးမေလို့ဆိုကျွန်မမေကကျွန်မအာတေချာစဉ်းစားပါဦးတဲ့အချိန်ရှိပါတယ်တဲ့ အဲ့တော့တမိတို့လုတ်ပေါ့တဲ့အဲ့တော့ရွှေဥမင်ဆရာတော်ဘုရားကြီးမပြန်လွန်တော်မူသေးဘူးပေါ့နော်အဲ့ရွှေဥမင်ဆရာတော်ဘုရားကြီးရွှေရွှေဥမင်เจ้าမှာဟိုကတရားစခန်းလေးဝင်ကြည့်ပါဦးနဲ့အစိတ်လေးအေးချမ်းသွားအောင်နဲ့ဆိုတော့ကျမကြီးတော့ကိုရဲ့ဝင်ခဲ့တယ်ကိုရဲ့လလုံးမလေးကျမအဲတရားမှတ်တာတကယ်နာစိညာလျှောက်တာတကယ်နာဒါပေမဲ့ကျမညာတိုင်းကျမအိတ်ခံနေရင်ကျမတွေးတဲ့အတွေးဒီကျမမနေနိုင်တော့ပါဘူးကိုလေးစားစရာအထင်